ောနေတဲ့ unilateral တွေကတော့ကျန်တဲ့အတိုင်းပဲလေဘယ်သူမှစောင့်ထိန်းတာလည်းမဟုတ်ဘူးကိုစစ်ရေးအရေးပါရင်ပါသလိုကိုအတွက်ဒီအမြတ်ထွက်ရင်ထွက်သလိုတိုက်နေလုံနေပြိပခါကိုပေါ်ဆောင်နေကြတာတွေ့ရတဲ့အခါကျတော့အခုရတ္တာတွေကတော့ဒီ propaganda လို့ဆိုတာပေါ့ဗျာဝါဒဖြန့်ချီတတ်တတ်သဘောမျိုးတွေပို့ပြီးတော့တက်ဝင်တယ်လို့ကျွန်တော်တွေ့ရပါတယ် အမျိုးသမီးထုတွေမဖြစ်စေခြင်းသောရင်သားကင်ဆာလက္ခဏာကဘာတွေလဲရင်သားသို့မဟုတ်ဇိုင်းကြားမှာအကျိတ်ဖြစ်လာခြင်းရင်သားရဲ့တချို့နေရာတွေအပေါ်ရန်အရေးပြထူထဲခြင်းအယောင်နေလာခြင်းရင်သားပေါ်ကအရေးပြရားရန်ခြင်းအဖူအချိုက်များဖြစ်ခြင်းနှုတ်ဒီကောင်တဝက်နေရခြင်းနှုတ်ဒီကောင်ခြိုက်ဝင်ခြင်းနှုတ်တိုင်းမင်ခင်မဟုတ်ပဲရင်သားကနေနှုတ်ရည်လိုအရေးတွေ အဝါရောင်အရေးတွေထွက်ချင်လို့ပဲဖြစ်ပါတယ်။ဒီလိုလက္ခဏာတွေခံစားနေရပြီးဆိုရင်မရှက်ပါနဲ့။ဗာစီမှမထိုးပဲမလိပ်ပါနဲ့။နှင်းဆက်ရောင်စည်းရုံစည်းခမ်းတွေမှာသွားရောက်ပြတ်တာစစ်စစ်တင်ပါတယ်။သွားပြီ။သွားပြီ။ သွားပြီးရောက်နေ2025ခုနှစ်မလ28ရက်နေ့ကအင်အားပြင်းကလင်ကြီးလှုပ်ခတ်ပြီးနောက်မှာတော့စကောင်းစီကဧပြီလ9ရက်နေ့ကနေ30ရက်နေ့အထိကိုယာယီပြိခတ်တိုက်ခိုက်မှု20ရီကာလအဖြစ်ပထမအကြိမ်ထုတ်ပြန်ခဲ့ပါတယ်။အဲ့ဒီနောက်မှာတော့မေလ6ရက်ကနေ31ရက်နေ့အထိကိုယာယီပြိခတ်တိုက်ခိုက်မှု20ရီကာလအဖြစ်ဒုတိယအကြိမ်ထပ်မံတွင်းမြင်ခဲ့ပါတယ်။ စစ်ကောင်စီဘက်ကယာယီပြစ်ခတ်တိုက်ခိုက်မှုရက်စရီကာလာဆိုပြီးထုတ်ပြန်ထားပြီးမဲ့မြေပြင်မှာတော့လေကြောင်ကနေပုတ်ကျဲတိုက်ခိုက်တာတွေလက်လက်ကြီးပြစ်ခတ်တိုက်ခိုက်တာတွေကရောမသွားပါဘူးစစ်ကောင်စီကလေကြောင်တိုက်ခိုက်မှုတွေကိုပိုပြီးလှုပ်ဆောင်လာတာကိုတွေ့နေရပါတယ်မြန်တာထင်ရှားတာထင်ရှားတာတော့ကျွန်တော်တို့ ဟိုပါပေါ့ငလျင်လောက်ပြီးရဲ့အချိန်မှာဒါကုနီကယ်ဆယ်ရေးလမ်းကြောင်းအတွက်အပြစ်ခတ်ရက်ဆဲမယ်ဆိုတော့အချိန်မှာတော့မှငလျင်လောက်ပြီးပြီးချင်းတော့မှကျွန်တော်တို့လေလေချောင်းနဲ့ဘုံကျဲတိုက်ခိုက်တာတွေသူတို့လုပ်ခဲ့တည်တယ်အဲအပြစ်ခတ်ရက်ဆဲကုနီကယ်ဆယ်ရေးလမ်းကြောင်းအတွက်ဝင်လာတဲ့တရုတ်အကုနီကယ်ဆယ်ရေးကားတွေကိုလည်းသူတို့ပြစ်ခတ်နှောက်ယှက်ခဲ့တယ်ဆိုတဲ့ဟာတွေလည်းကျွန်တော်တို့တွေ့ရတယ်ဆိုတော့ဒါကတော့ကျွန်တော်တို့မြင်လို့ရတာဒါနိုင်ငံရေးသဘောအရပြောစရာရှိတာပြောပြီးတော့လက်တွေ့မှာမြေပြင်မှာတော့သူတို့လှုပ်ချင်တာလှုပ်နေရဲဆို တဲ့သဘောတွေဒါတွေ့ရလိမ့်မယ်ခင်ဗျာလက်ရှိမှာတော့စကောင်းစီအပြင် မြောက်မိုင်းကြီးနော်မဟာမိတ်တုပ်ဖွဲ့နဲ့အန်ယူစီတို့ကယာယီပြစ်ခတ်တိုက်ခိုက်မှုရစရေးကာလာဆိုပြီးထုတ်ပြန်ထားတာတွေရှိနေပါတယ်။ယာယီပြစ်ခတ်တိုက်ခိုက်မှုရစရေးကာလာဆိုပြီးထုတ်ပြန်ထားကြပြီးမြေပြင်မှာတော့တိုက်ပွဲတွေကဆက်လက်ပြင်းထန်နေဆဲပါ။ တရုတ်နိုင်ငံရဲ့ဖိအားနဲ့အတူပြစ်ခတ်တိုက်ခိုက်မှုစောင့်ကြည့်ရဲ့အဖွဲ့တွေကလည်းလာရှိုမျိုးတွေမှာဝင်ရောက်စောင့်ကြည့်နေပါတယ်။စစ်ကောင်စီနဲ့ MMDAA ကိုကန့်အဖွဲ့ကြားတွေကပြစ်ခတ်တိုက်ခိုက်မှုရစဲရေးကတော့အသက်ဝင်လာတဲ့သဘောရှိတယ်ဆိုတဲ့သုံးသပ်မှုတွေလည်းရှိနေပါတယ်။ပြည်တွင်းကလက်နက်ကိုင်အဖွဲ့တွေနဲ့ယာယီပြစ်ခတ်တိုက်ခိုက်မှုရစဲရေးထုတ်ပြန်ချက်တွေနဲ့ပတ်သက်ပြီးပို့အမျိုးသားလူမျိုးရေးအဖွဲ့ချုပ်ဥက္ကဋ္ဌဘူမွန်ကြီးခွန်အောက်ကနိုင်ရှင်သုံးသပ်ပြတာက အဖြစ်ခရစေးရေးကကျွန်တော်အတွေ့အကြုံရဆိုရင်ပုံစံအမျိုးမျိုးရှိပါတယ်ပုံစံမျိုးမျိုးရှိတဲ့နေရာမှာဒီလို unilateral ပေါ့ဟိုညီနောင်သုံးဖွဲ့ကလည်းကျွန်တော်တို့ရတယ်ဆိုပြီးတော့ထုတ်တယ်เนาะကျွန်တော်တို့ SAC ဘက်ကလည်းရတယ်လို့ထုတ်တယ်เนาะဒီလိုပဲ NUG ကလည်းသူရတယ်လို့ထုတ်တယ်အဲ့ဒါလို unilateral တစ်ဖက်ပတ်ပေါ့ကိုယ်သဘောနဲ့ကိုယ်ထုတ်တဲ့အားတွေကအမခံချက် အင်မတန်နဲပါတာနောက်ဂတိကိုစောင့်တိန်တာလည်းအင်မတန်နဲပါပူကောင်းတာကနှုတ်နှစ်ဖက်သဘောတူရဆဲတယ်ဆိုတော့ by literal အရှင်ရရင်တော့နည်းနည်းလေးအချိန်လေးပူကောင်းတယ် by literal မှာနော်ရရကြချင်းတူတူ by literal သဘောတူလို့နှုတ်နှစ်ဖက်သဘောတူရပါတယ်လို့ပြောရင်နည်းနည်းအာမခံကြနည်းနည်းပူရှိတာပေါ့အဲ့ဒီချက်ပူကောင်းတာတော့ multi literal ပေါ့ ပါဝင်တဲ့အဖွဲ့ပေါင်းစုံပြိပခမှာပါနေတဲ့ conflict partner တွေအားလုံးကတက်ညီလက်ညီနဲ့ပါဝင်ပြီးတော့ကျွန်တော်တို့ nation wide multi literal ဖြစ်ရမယ်လို့ပြောတာကအခိုင်အုံဆုံးဖြစ်တာပေါ့ဒါကြောင့်အခုပြောနေတဲ့ uniliteral တွေကတော့သင်တဲ့အတိုင်းပဲလေဘယ်သူမှစောင့်ထိန်တာလည်းမဟုတ်ဘူးကိုယ်စီအရေးပါရင်ပါတယ်လို့ကိုယ်အတွက် ဒီအမြတ်ထွက်ရင်ထွက်တယ်လို့တိုက်နေလုံနေပြိပခါကိုပေါ်ဆောင်နေကြတာတွေ့ရတဲ့အခါကျတော့အခုရတတွေကတော့ဒီ propaganda လို့ဆိုတာပေါ့ဗျာဝါဒဖြန့်ချေတတ်တတ်သဘောမျိုးတွေပို့ပြီးတော့တက်ဝင်တယ်လို့ကျွန်တော်တွေ့ရပါတယ် စကောင်စီတော်လင်းအင်အားစုတွေနဲ့တိုင်းသားလက်နက်ကိုင်တွေကယာယီပိခတ်တိုက်ခိုက်မှုရစဲရစ်ဆိုတာကိုနိုင်ငံရေးနိုင်ပလီရတခုအနေနဲ့ထုတ်ပြန်ပြောဆိုနေကြတာဖြစ်ပြီးလက်တွေ့မြေပြင်မှာတော့စစ်ပွဲတွေကရပ်တန့်သွားတာမျိုးမရှိသေးပါဘူး။ ပြစ်ခတ်ရစဲတယ်ဆိုတော့ပြောဆိုချက်အထုတ်ပြန်ချက်တွေကဒါကနိုင်ငံရေးသဘောဆန်တယ်လို့ကျွန်တော်တို့ယူဆလို့ရတယ်အထူးသဖြင့်တော့ကျွန်တော်တို့အာတစ်ဖက်နဲ့တစ်ဖက်ပြစ်ခတ်ဖြစ်နေကြတဲ့အချိန်မှာဒါငင်းချေးရေးနဲ့တွဲဆုံဆွေးနွေးလမ်းကြောင်းအထူးသဖြင့်အပြစ်ခတ်ရစဲလမ်းကြောင်းကနေတစ်ဆင့်နိုင်ငံရေးလမ်းကြောင်းလမ်းကြောင်းသွားကြမယ်ဆိုတဲ့ဟာမျိုးဒါပြောကြဆိုကြတယ်အဲ့တော့ဘယ်ဖွဲ့စည်းရမှာတော့အာဆက်တိုက်မယ်ဆိုတဲ့ဟာမျိုးပြောမှာတော့မဟုတ်ဘူးပေါ့နော်အခုလက်ရှိအခြေအနေမှာလည်း နိုင်ငံတကာအတိမတ်ပြုခံရဖို့ပြီးတော့အဲ့ဖိအားမျိုးစုံရှိနေတဲ့ဟာတွေမှာရောကြနိုင်ဖို့ဆိုရင်အနေထားရဒါဒါဟိုပါပေါ့ကမတီအပြစ်ခတ်ရက်ဆဲမယ်ဆိုတဲ့ဟာကိုပြောတယ်အဲ့တော့စစ်တပ်အနေနဲ့ကလည်းသူ့ရဲ့တမိုင်းတောက်လျှောက်ကအဲ့တိုင်းမှာအပြစ်ခတ်ရက်ဆဲတယ်လို့ဒါနိုင်ငံရေးသဘောရသူတို့ပြောနေဆိုနေမိမဲ့တဲ့လက်တွေ့အမိပြမှာတော့ထိတွေ့မှုတွေတိုက်ပွဲတွေကသူတို့တောက်လျှောက်ရှိနေတယ် စကောင်းစီကယာယီပြစ်ခတ်တိုက်ခိုက်မှု ရစရေးကာလဆိုပြီးထုတ်ပြန်ထားပေမဲ့ကရင်နင်၊ကရင်၊စကိုင်းတိုင်းစားတဲ့နေရာတွေမှာမြေပြင်ကနေစစ်ကြောင်းထိုးတိုက်ခိုက်တာတွေ၊လေကြောင်းကနေဖြတ်အပြင်းပုတ်အုံပြူတာတွေနဲ့လက်နက်ကြီးပြစ်ခတ်တိုက်ခိုက်တာတွေကိုဆက်တိုက်လှုပ်ဆောင်နေပါရည်။